ကဲကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့၁၂ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့၁၈ရက်အောက်တိုဘာလ2025စနေနေ့အထိပေါ့တပတ်တာကာလအတွင်းတောက်ကြသားသမီးရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်။ကဲတောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာဖြစ်ပါတယ်။ကဲတောက်ကြသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုရင်တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာရမယ်။အလောက်ကန်စီဝိုင်းနဲ့ ပတ်သက်လို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအကျက်တဲတွေပူပင်စရာတွေကနေပြီးတော့ကင်းဝေးလွတ်မြောက်မဲ့တပတ်တာကာလမျိုးလည်းဖြစ်ပါတယ်အဲ့တော့တပတ်တာကပြီးခဲ့တဲ့ကာလတွေမှာကိုကြိုးစားတဲ့အလုပ်ကန်စီဝိုင်းနဲ့ပတ်သက်တာတွေကမအောင်မြင်ခဲ့ဘူးဆိုရင်တော့ဒီတပတ်တာမှာအောင်မြင်မယ်အဲ့တော့ဒီတော့မှာအလုပ်ကန်စီဝိုင်းနဲ့ပတ်သက်လို့အောင်မြင်မှုတွေရပြီးစိတ်ချမ်းသာရမယ်တပတ်တာဖြစ်ပါတယ်လုပ်တိုင်းဖြစ်နေပါမယ်ကြိုးစားတဲ့အရာတွေနေမှာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်လည်းငွေကြေးနဲ့ပတ်သက်လို့ဟဲ့လားငွေကြေးနဲ့ပတ်သက်လို့လက်လာဘရွှင်တာမမျော်လင့်မဲနဲ့ငွေဝင်တာရုတ်တရက်ဆိုသလိုငွေကြေးအဆင်ပြေတာမျိုးတွေဖြစ်မယ် ဲ့တော့ကိုယ်မှရှိနေတဲ့ငွေကြေးဟာလာအဆင်မပြေတာတွေကအပူတော့ကတွေကဒီတစ်ပတ်မှာပြန်လဲအဆင်ပြေမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကြီးခဲ့သူတွေရဲ့အကူအညီအထောက်ပံ့မျိုးတွေလည်းရနိုင်တယ်အခြေအနေတော်မြေတားရင်းနဲ့ပတ်သက်ရင်တော့တကြက်ကြက်စကားပြောရများရတာမျိုးတွေကြုံရလိမ့်မယ်နည်းနည်းလေးစိတ်နှောက်ယှက်ဖြစ်ရတတ်တယ်ဆိုရင်တော့အခြေအနေတော့မရှိဘူးပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေလောက်ကင်မှုဖြေဆိုဖို့ရည်ရထားတာရှိရင်လောက်ပါအောင်မြင်မှာဖြစ်ပါတယ်စကားခီးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအောင်မြင်မယ်အရေးကြီးတဲ့စကား ပြောဖို့ဆိုရင်အောင်မြင်မယ်ကောင်းသောခီးတွေကြုံမယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ချင်းပြအောင်မြင်နိုင်တာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးလည်းပူစရာမလိုဘူးကျမ်းမာရေးကံကောင်းနေတဲ့အခြေအနေပေါ်မှာယက်တည်နေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီအဖက်ဖက်ကနေကံကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ဘလို့အရေးကြီးကိစ္စမဆိုလောက်ကန်ကြံစီကျိုးကုန်ခြင်းဖြင့်ကြိုးစားခြင်းဖြင့်အဆင်ပြေအောင်မြင်မှာလည်းပဲဖြစ်တယ်လို့ဒီတစ်ပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီခုနှစ်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းမှာအညူအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပါ